ါရှင်။ BM Daily Report ကနေနိုဝင်ဘာလ16ရက်နေ့မှာပြောပြမဲ့ဖြစ်စဉ်လေးတွေကတော့ရခိုင်ကြောက်ဖြူမှာစစ်တပ်ဝါဒဖြန့်ဓာတ်ပုံရိုက်ဖို့ပြင်ဆင်နေစဉ် AA ရဲ့လက်နက်ကြီးကြီးကြရောက်ပောက်ကွယ်လို့စစ်သား10ဦးအ ਨੇ ဆုံးသေဆုံး။မန္တလေးတိုင်းပျော်ပွဲမြို့နယ်မှာစစ်မှုရန်ကြီးလှဆင်ကောက်ခံနေတဲ့ကျေးရွာအုပ်ချုပ်ရေးမှူးပြစ်ခတ်ခံရပြီးပွဲချင်းပြီးသေဆုံး။ မုံညိုမျိုးပေါ်မှာရွေးကောက်ပွဲမဲစင်းရင်လာရောက်စစ်ဆေးသူမရှိတဲ့အတွက်စစ်တပ်ကတအိမ်ကိုလူတုံးနှုံးမဲစင်းရင်လာရောက်စစ်ဆေးဖို့ဖိအားပေးမြင်းညံမြို့နယ်ရှိစစ်တပ်ခိတ်စခန်းကို ဝင်ရောက်တိုက်ခတ်ရာစစ်သား9ဦးသေဆုံးပြီးကြံရှိသူ အလုံးစခန်းစွန့်ခွာထွက်ပြေးထရန့်နယ်မဟာမိတ်ဟောင်းအမတ်တအူးကြားကတိမမှုတွေလူသိရှင်ကြားဖြစ်လာ စတဲ့အကြောင်းအရာတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မင်းပြေရွာမှာရှိတဲ့ရေဒါစစ်စခန်းကိုအရခတော်တော်အေအေကယာယီဆုတ်ခွာပေးလိုက်ပြီးနောက်စစ်တပ်ကဝါရဖြန့်ဓာတ်ပုံရိုက်ကူးရန်ပြင်ဆင်နေစဉ်အေအေပြစ်ခတ်တဲ့လက်နက်ကြီးကြီးတစ်ချက်ကြားရောက်ပောက်ကွဲကြရစစ်သားအများပြားသိဆုံးခဲ့ကြောင်းအေအေရဲ့စစ်ရေးတရင်မြစ်ကဒီကနေ့ပြောပါတယ်။နိုဝင်ဘာ14ရက်နေ့ကစစ်တပ်ကအင်အားလုံးရင်းနဲ့စစ်ကြောင်းထိုးတိုက်ခိုက်လာတဲ့အတွက် အေးအေးကမင်းမြင်ရွာစခန်းမှာယာယီဆုတ်ခွာပေးခဲ့ရပြီးစစ်တပ်ကဝင်ရောက်နေရာယူခဲ့ပါတယ်။အဲဒီနောက်စစ်တပ်ကစခန်းတွင်းဝါရဖြန့်ဓာတ်ပုံရိုက်ကူးရန်စစ်သား20ကျော်ကိုပြင်ဆင်စေခဲ့ရာအဆိုပါနေရာကိုအေးအေးရဲ့လက်နက်ကြီးကြီးတစ်ချက် တိကျစွာကျရောက်ပောက်ကွဲခဲ့ခြင်းဖြစ်ပါတယ်။အဲဒီမင်းမြင်ရွာရေဒါစခန်းကိုအေးအေးကတင်ထားတာအင်အားနည်းနည်းပဲရှိတယ်။စစ်တပ်ကအင်အားလုံးရင်းနဲ့လာတိုက်လို့ပြန်ဆုတ်ပေးလိုက်ရတာအဲ့ဒါကိုစစ်တပ်ကမနေ့က ဝါရားဖြန့်ဓာတ်ပုံရိုက်ဖို့လုပ်နေတော့အေအေကလက်နဲ့ကြီးနဲ့ပြစ်လိုက်တာအကုန်ကြွကုန်တယ်လို့အေအေရဲ့စည်ရည်တည်ရင်မြစ်ကပြောပါတယ်အဲ့ဒီပောက်ကွဲမှုကြောင့်စစ်သားအနည်းဆုံး10ဦးသေဆုံးနိုင်ပြီးတချို့တည်ရင်များမှာ24ဦးထိသေဆုံးတယ်လို့ကြားရတော့လဲအတိအကျဒီပြုနိုင်ခြင်းမရှိသေးပါဘူးကြောက်ဖြူမြို့နယ်တွင်မှရှိတဲ့ကျေးရွာအများစုကိုအေအေကအနေမြေစုမထားပြီးစစ်တပ်ကရေထက်နဲ့မြို့ပေါ်အခြေဆိုင်တပ်များမှသာ နေရာယူထားတဲ့အတွက်ကြီးရည်လေးအားသုံးပြီးတံပြန်ထိုးစစ်များဆင်နွှဲနေခြင်းဖြစ်ပါတယ်။အေအာ2023ခုနှစ်နိုဝင်ဘာ17ရက်နေ့မှစပြီးရခိုင်ပြည်နယ်မှာမြို့သိမ်းတိုက်ပွဲများဆင်နွှဲခဲ့ပြီးလက်ရှိတန်ရွယ်၊ရံပြဲ၊ဘူးတီတောင်၊ရသေးတောင်၊ပုံနေကျွန်း၊ကြောက်တော်၊မင်းပြား၊မြောက်ဦး၊မြေပုံ၊မောင်တော်အမ်၊တောင်ကုတ်၊ခွားမြို့များကို သိမ်းပိုက်ထားပါတယ်။ဒါအပြင်ချင်းပြည်နယ်ပလောက်ဝမြို့နယ်ကိုလည်း ိမ့်ပိုက်ထားပါတယ်။အေအေကရခိုင်တပြည်လုံးတိမ့်ပိုက်နိုင်မှုလက်တကန်းသာလိုတော့ပြီလို့တရားဝင် ထုတ်ပြန်ကြေညာထားပြီးထိုးစစ်များကိုအရှိန်မြင့်တင်လျက်ရှိကြောင်းသိရပါတယ်ရှင်။မန္တလေးတိုင်းပျော်ပွဲမြို့နယ်တောင်ချောင်းရွာမှာစစ်မှုထမ်းကြီးလှဆင်ကောက်ခံနေတဲ့ကြေးရွာအုပ်ချုပ်ရေးမှူးဦးတောင်ဝင်းခေါ်ဦးတောင်ဝင်းပြစ်ခတ်ခံရပြီးပွဲချင်းပြီးတည်ဆုံးခဲ့ကြောင်းနမောက်ကလုံး PDF အဖွဲ့ကထုတ်ပြန်ပါတယ်။ ဒါအပြင်ဝေကျပ်68သိန်းနဲ့မိုဘိုင်းဖုန်းတစ်လုံးကိုလည်းတင်စီရရှိခဲ့ပါတယ်။နိုဝင်ဘာ14ရက်ညနေ9:30မိနစ်ခန့်ကဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုကိုနမောက်ကလုံး PDF အဖွဲ့ကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းအဖွဲ့ကောင်းဆောင်ပူအောင်တင်ကအတည်ပြုပါတယ်။တေဆုံးတဲ့သူဦးတောင်ဝင်းမှာရွာသားလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်းစစ်မှုထမ်းခြေလှစင်ကောက်ခံခြင်းနဲ့ဤမျိုးစုံနှိပ်စက်ခြင်းများကျူးလွန်နေကြောင်းဆွတ်ဆွဲခံရပြီး အဖွဲ့ကတတိပေးထားတော့လေလိုက်နာမှုမရှိတဲ့အတွက် ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်းဘူအောင်တင်က ဆိုပါတယ်သူကတောင်ချောင်းကျေးရွာကအုပ်ချုပ်ရေးမှုဦးတောင်ဝင်းခေါ်တန်ဝင်းပါအဲ့ကောင်ကပြည်သူတွေစီကဆက်ကြီးကောက်ခံတာပြင်နှီးမျိုးစုံနဲ့နှိပ်စက်နေလို့ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါသူ့ရွာမှာပဲရှင်းခဲ့ပြီးနေရာမှာတွင်ပွဲချင်းပြီးတေဆုံသွားတယ်လို့၎င်းကဆိုပါတယ်နတ်မောက်ကလုံးပီတရအဖွဲ့ဟာပြည်သူများကိုကျေးရွာအတွင်းနှိပ်စက်နေတဲ့အုပ်ချုပ်ရေးမှုနဲ့ စစ်တပ်ထောက်တိုင်များကို တိုင်ကြားဖို့ဖိတ်ခေါ်ထားပါတယ်ရှင်မန္တလေးတိုင်းမြင်းကျက်မြို့နယ်မှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ရဲ့ဂိတ်စခန်းတစ်ခုကိုတော်လှန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သား9ဦးသေဆုံးပြီးကျန်ရှိသူအလုံးစခန်းစွန့်ခွာထွက်ပြေးသွားကြောင်းထဏောင်းမြေစစ်ကြောင်းမှတာဝန်ရှိသူတို့ကအတည်ပြုပါရတယ်။နိုဝင်ဘာ23ရက်မနက်6:15ခန်းမှာမြင်းကျက်မြို့နယ် ခေါင်းခွဲကျေးရွာနဲ့ကံရွာကျေးရွာကြားမှာတည်ရှိတဲ့အဆိုပါဂိတ်စခန်းကိုထနောင်းမြေစစ်ကြောင်းနဲ့မဟာမိတ်တပ်ဖွဲ့များကပူးပေါင်းဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။တိုက်ခိုက်မှုမှာဒရုန်းပုံများကြောက်ပောက်ကွဲခဲ့ပြီးမြေပြင်မှတော်လှန်ရေးတပ်ဖွဲ့ဝင်အားလုံးကစစ်ကြောင်းနှစ်ကြောင်းခွဲကဂိတ်စခန်းအတွင်းထိတွန်းပို့တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။စခန်းမှာစံဖက်စစ်သား15ဦးအထိုင်ချတပ်ဆွဲထားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်ခုနှစ်ဦးသေဆုံးပြီးကြံရှိသူများစခန်းအတွင်းမှဆုတ်ခွာထွက်ပြေးသွားကြောင်းတနောင်းမြေစစ်ကြောင်းကအသိပေးပါတယ်။တော်လှန်ရေးတပ်ဖွဲ့များစခန်းရှင်းလင်းဆောင်ရွက်စဉ်ရင်းညံမြို့ပတ်မှစစ်ကူစစ်ကားများရောက်ရှိလာတဲ့အတွက်ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းဖြည့်ဆွက်ပြောဆိုပါတယ်။အဲ့ဒီတိုက်ခိုက်မှုမှာစစ်ခွေး၅កောင်ကနေရာမှာတွင်ပွဲချင်းပြီးသေဆုံးသွားတယ်။နောက်ထပ်၂កောင်မှာထပ်သေးတယ်။စုစုပေါင်း8កောင်ပဲ။ကျွန်တော်တို့ရဲဘော်တွေအထီးအခိုက်မရှိပဲပြန်ဆုတ်နိုင်ခဲ့ပါတယ်လို့ ထဏောင်းမြေစစ်ကြောင်းမှတာဝန်ရှိသူကဆိုပါတယ်။အဲ့ဒီစစ်စင်ရေးကိုထဏောင်းမြေစစ်ကြောင်းနဲ့အတူ Justice Warrior တပ်ဖွဲ့ MDF မြောင်ဒရုန်းကြားခင်စိန်တပ်ဖွဲ့ Revolutionary Air Force ငင်းချန်ခရိုင်အမှတ်၁၁တပ်ရင်းလက်ယုံတပ်925ပျောက်ကြားတပ်ဖွဲ့ငစုံနဲ့ Peacock Drone Team တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ရှင်။ ပခိုးတိုင်းမိုးညွမြို့ပေါ်မှာရွေးကောက်ပွဲမဲစင်းလာရောက်ဆစ်ဆဲတဲ့သူရှိတဲ့အတွက်အစမ်းဖက်စစ်တပ်ကတိုင်းကိုလူတုံးနှုံမဲစင်းလာရောက်ဆစ်ဆဲဖို့ဖိအားပေးချင်းချောက်ခေါ်ဆောင်နေကြောင်းသိရပါဗျ။နိုဝင်ဘာ14ရက်နေ့မှာမိုးညွမြို့ပေါ်မှာရှိတဲ့မြို့မရက်ွက်အုပ်ချုပ်ရေးမှူးခင်လက်နဲ့ရွှေဦးတောင်ရက်ွက်အုပ်ချုပ်ရေးမှူးမြတန်းတို့ဦးဆောင်ကရွေးကောက်ပွဲမဲစင်းများတိုင်းကိုလူတုံးနှုံမဲစင်းလာရောက်ဆစ်ဆဲဖို့ဖိအားပေးချင်းချောက်နေခြင်းဖြစ်ကြောင်းသိရပါဗျ။ အဲ့လိုဖိအားပေးချိန်ချခေါ်ဆောင်နေတာကြောင့်ရက်ွက်ရုံမှာပြည်သူများပြရောက်ရှိလာတာကိုဓာတ်ပုံရိုက်ပြီးပြည်သူများရွေးကောက်ပွဲကိုရာနှုံးပြစ်စိတ်ဝင်စားနေတယ်လို့ကြွေးကြော်နေကြောင်းမင်းစင်းလာရောက်ဆစ်ဆေးချင်းမရှိတဲ့ပြည်သူတွေကိုလည်းအကျန်းဖက်စစ်တပ်ကဖမ်းဆီးခိုင်းမှုလှုပ်ဆောင်နေကြောင်းသိရပါတယ်။မုံညုံမျိုးပေါ်မှာအကျန်းဖက်စစ်ခွေတပ်ကပြုတ်လုံမဲ့ရွေးကောက်ပွဲကိုပြည်သူတွေစိတ်ဝင်စားတယ်လို့ဝါဒဖြန့်မှုမြို့မရက်ွက်အုပ်ကြီးခင်းလက်နဲ့ ရွှေဥရောရက်ွက်အုပ်ကြီးမြတန်းတို့ဦးစီးပြီးပြည်သူတွေကိုတိုင်ကိုလူတအုံနှောင်းမဲစင်းလာစစ်ဖို့ဖိအားပေးချင်းချောက်ခေါ်လို့မနေ့ကပြည်သူတွေမဲစင်းသွားကြည့်ရတယ်အဲ့ဒါကိုအုပ်ကြီးတွေကဓပုံရိုက်ပြီးယူသွားတယ်မလာတဲ့သူတွေကိုစစ်တပ်ခေါ်ဖမ်းမယ်လို့လုပ်နေပါတယ်လို့ဒေတာကံပြည်သူတအုံကဆိုပါတယ်ဆိုပါအုပ်ချုပ်မှုမြတန်းဟာရွှေဥရောရက်ွက်အတွင်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးရမှာနာမည်ဆိုးနဲ့ကြော်ကြားသူဖြစ်ပြီးရက်ွက်အတွင်နေထိုင်တဲ့ လူငယ်အများပြားလဲထွက်ပြေးတိမ်းရှောင်နေရကြောင်းဒါအပြင်ရက်ွက်အတွင်းစစ်မှုထမ်းကြီးလို့ဆိုက လာစင်ငွေကျပ်3000ကောက်ခံနေကြောင်းလဲသိရပါတယ်ရှင်အမေရိကန်သမ္မတဒေါ်နယ်ထရန့် ਨੇ သူ့ရဲ့အမားကန်နိုင်ငံရေးမဟာမိတ်လွှတ်တော်အမတ်တဦးကြားကတင်းမာမှုတွေဟာလူသိရှင်ညာအဆင့်အထိပောက်ကွဲထွက်လာခဲ့ပါတယ်ဂျော်ဂျီယာပြည်နယ်ကိုစားပြု Republican Party ဝင်အောက်လွှတ်တော်အမျိုးသမီးအမတ်တဦးဖြစ်တဲ့ Majority Lagrin ဟာဆယ်လာရ ထရန့်ကိုအမာခံကာကွယ်ရက်တည်ခဲ့သူတူပါ အခုတော့သူတို့နှစ်ဦးဟာလူသိရှင်ကြားအပြန်လှန်ပုတ်ခတ်ဝေဖန်နေကြပါတယ်ဘဝမှာ၁၄ရက်နေမှာထရန့်က green ကိုဦးကြောင်ကြားတယောက်လို့လူမှုကွန်ရက်ပေါ်မှာဝေဖန်ထိုးနှက်ခဲ့ပါတယ်လာမယ့်နှစ်ရွေးကောက်ပွဲတွေမှာ green ကဘယ်နေရာအတွက်မှဝင်ပြိုင်ဖို့မသင့်ဘူးလို့လည်းသူကဆိုပါတယ်ဦးကြောင်ကြား green တယောက်လုံနေတာဆိုလို့စောရကတက်တာစောရကတက်တာ ဆော်ရကတက်ထားတွေကြီးပဲသူမြင်မိကြောင်းထရန့်ကဆွတ်ဆွဲရေးသားထားပါတယ်။ဂျော်ဂျီယာမှာလွှတ်တော်အမတ်နေရာဒါမှမဟုတ်ပြည်နယ်အုပ်ချုပ်မှုရာတို့အတွက်ဝန်မပြိုင်ဖို့သူကအကြံပေးလိုက်တဲ့နောက်ဂရင်းကသူ့ကိုစပြီးရန်လိုလာတာလို့လည်းထရန့်ကဆိုပါတယ်။သူ့စီဖုံးခေါ်တာတွေကိုပြန်မဖြေတော့လို့စိတ်ပြက်ရတယ်ဆိုပြီးဂရင်းက လူတကာကိုလိုက်ပြောနေကြောင်းဟောင်ဝါဟောင်ဝါလိုက်ပြောနေတဲ့ယူနန်နန်စကားတွေကို နေ့တိုင်းနားထောင်ဖို့သူမှအချိန်ရှိကြောင်းထရန့်ကပြောပါတယ်။နောက်နှစ်ရွေးကောက်ပွဲကျရင်ဂရင်းစာရွေးကောက်ပွဲဝင်ပြိုင်မယ်။ဘယ် Republican Party ကိုယ်စားလှယ်လောင်းကိုမဆိုသူထောက်ခံမှာလို့လဲထရန့်ကဆိုပါတယ်။နိုဝင်ဘာ15ရက်နေ့မှာတော့ထရန့်က Green ပေါ်ထုတ်နှက်မှုကိုအရှိန်မြှင့်ခဲ့ပြီး Majority သက်စပေါက် Green ဟာကြီးမြတ်တဲ့ Republican Party အတွက်အရှက်ရစရာတစ်ခုလို့ရေးသားထားခဲ့ပြန်ပါတယ်။ သူကတေလာဆိုတဲ့စကားလုံးစားတက်စပေါလို့အဓိပ္ပာယ်ရတဲ့အင်္ဂလိပ်စကားလုံးထရက်တာလို့စားထိုးခဲ့တာပါဂရင်းကထရန့်ဟာရွေးကောက်ပွဲမှာသူ့အတွက်မဲပေးထောက်ခံသူတွေကြုံတွေ့နေရတယ်လူနေမှုစိတ်ကြီးမြင့်မှုတွေကိုဖြည့်ရှင်းပေးဖို့လုံလုံလောက်လောက်ဘာမှမလုပ်ဘူးလို့ဝေဖန်ခဲ့တဲ့နောက်ထရန့်ကအခုလိုတုံ့ပြန်လာတာဖြစ်ပါတယ်ဂရင်းဟာနိုင်ငံတကာပြည်ပခန့်တွေနဲ့အခေါ်အခါကိစ္စတွေမှာလည်းထရန့်ရဲ့အမူအရာတွေကိုမေးခွန်းထုတ်ခဲ့ပါတယ်ဒါပေမဲ့သူက အပြင်းထန်ဆုံးဆန့်ရင်နေတာကတော့ upstate ဖိုင်တွေနဲ့ပတ်သက်ပြီး Trump ကင်တွယ်နေတဲ့ပုံစံတွေကိုဖြစ်ပါတယ်။တငယ်မရင်းသမားလူမှောက်ကိုသမားအဖြစ်ဆွဆွဲခံရပြီးအချင်းခံထဲမှာအဆုံးစီရင်သွားတဲ့ upstate ကိုစစ်ဆေးထားတဲ့အမှတ်တမ်းတွေကို upstate ဖိုင်တွေလို့ခေါ်ဝေါ်ပြီးအဲ့ဒီထဲမှာ Trump နဲ့ပတ်သက်တဲ့အကြောင်းအရာတွေလည်းပါဝင်နေပါတယ်။လက်ရှိအချိန်ထိထပ်ပေါ်လာသမျှ upstate ဖိုင်ပိုင်းစားတွေမှာ Trump ဟာသူ့မိတ်ဆွေဟောင်း upstate နဲ့ ကြံ့ရပါဖြစ်ခဲ့တယ်ဆိုတဲ့အထောက်အထားမရှိသေးပါဘူး။ဒါပေမဲ့အမေရိကန်အစိုးရဟာ Upstream ဖိုင်တွေကိုအပြည့်အစုံထုတ်ပြဖို့တောက်လျှောက်ပိတ်ပင်မှုစ조사နေတာကြောင့်သို့လောသို့လောတွေးစရာတွေ ဖြစ်လာစေပါတယ်။ Upstream ဖိုင်တွေကိုထုတ်ပြပေးဖို့ပြီးခဲ့တဲ့သတင်းပတ်ကအောက်လွတ်တော်မှာအတိုက်အခံဒီမိုကရက်တစ်အင်အားစုတွေက ထောက်ခံလက်မှတ်ရေးထိုးမှုတွေကောက်ယူခဲ့ရမှာ Republican အမတ်၄ဦးကပူးပေါင်းခဲ့ကြပြီး Greenland အပါအဝင်ဖြစ်ပါတယ်။ green ကလာမဲ့သတင်းပတ်တွေကြာရင် abstain file တွေကို ထုတ်ပြပေးရင်အဆိုပြုမဲခွဲဖို့ရှိနေပြီး trump ဟာအခြား republican တွေအဲ့ဒီကိစ္စမှာ ပါဝင် မထောက်ခံရအောင်သူ့ကိုပြစ်မှတ်ထားပြနေတာဖြစ်တယ်လို့လူမှုကွန်ရက်မီဒီယာ x မှာဆွဆွဲရေးသားထားပါတယ်ဒါအပြင်ကဘာပေါ်မှာဩစာအကြီးမားဆုံးလူပုဂ္ဂိုလ်တဦးဖြစ်တဲ့ trump ကသူ့ကိုပြစ်မှတ်တစ်ခုဖြစ်သတ်မှတ်ပြီးပေါ်ပေါ်ထင်ထင်ချင်းချောင်းနေတယ်လို့လည်းပြောပါတယ် Republican တူ Trump ရဲ့မူဝါဒတွေကိုအားပေးထောက်ခံခဲ့သူတူဖြစ်တဲ့သူကို Trump ကရန်လိုပြနေတယ်ဆိုတာဟာအားလုံးကိုတုံ့လှုပ်စေကြောင်းဒါပေမဲ့သူဟာ Trump ကိုကိုးကွယ်သူခါစားနေသူတယောက်လည်းမဟုတ်ကြောင်း Green ကလူမှုကွန်ရက်မှာ ရေးသားထားခဲ့ပါတယ် Trump ဟာ Stein Pine တွေကိစ္စမှာစီမံကိန်းတွေနေပုံတွေနဲ့ပတ်သက်ရင်ဒီမိုကရက်တစ်တွေသာမကပဲ Republican အင်အားစုတချို့ရဲ့ဝေဖန်မှုနဲ့ပါကြုံတွေ့နေရပါတယ်ရှင်။ ုတင်ပြသွားတဲ့လေးတွေကတော့2025ခုနှစ်နိုဝင်ဘာလ16ရက်နေ့မှာသိရှိရတဲ့ထူးခြားဖြစ်စဉ်လေးတွေဖြစ်ပါတယ်။အခုလိုထူးခြားဖြစ်စဉ်လေးတွေကို BM Daily Report ကနေနေ့စဉ်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ BM Report Channel လေးကို Like Subscribe နဲ့ Share လုပ်ပေးခြင်းဖြင့်နေ့စဉ်ထူးခြားတဲ့အကြောင်းအရာလေးတွေကိုနားထောင်နိုင်မှာဖြစ်ပါတယ်ရှင်။ကျမတို့ရဲ့ BM Daily Report ကိုအားပေးကြတဲ့တဦးတယောက်ချင်းစီကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင်။